ရင်းကျို့လာပြီအဘိဓမ္မာအခါတော်နေ့ဂေါရမမြတ်စွာဘုရားဟာဘုရားဖြစ်တော်မူပြီးနောက်6ဝါအလုံး9ဝါအရောင်မဟာတက်ဂရိတရား9ခုနှစ်တွင် မေရောမိနတ်ကိုတရားဓမ္မဟောကြားကျေးဇူးဆက်လိုတဲ့အတွက်တောင်ဝရင်သာနတ်ပြည်စီတို့ကြွရောက်သွားတော်မူကပင်လေကတိပင်ရင်းကဗန္ဓုကပလာကြောက်ဖြာထက်မှာထက်ဝဲ ဖွဲ့ခွေနေတော်မူလျက် မေရိုမိနဲ့အပါဝင်မက်ပြမအပေါင်းကိုအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူလေတယ်။မြတ်စွာဘုရားရှင်ဟာအဘိဓမ္မာတရားတော်ကိုဝါရင်း၃လပတ်လုံးရက်ပေါင်း90ကျောင်းဟောကြားတော်မူခြင်းဖြစ်တယ်။အဲဒီလိုအဘိဓမ္မာတရားတော်ဟောကြားလို့ပြီးဆုံးတဲ့နေ့ဟာသတင်းကျုလာပြီနေ့ပါပဲ။အဲဒီသတင်းကျုလာပြီနေ့မှာပဲမြတ်စွာဘုရားဟာတာဝရင်းသာမျက်ပြီကနေ လူတို့ဌာနေ သင်္ကသနခုပီစီပြန်လဲဆင်းသက်တော်မူရာမြတ်စွာဘုရားက အလဲဗရမ ्या ဆောင်ထက်မှဆင်းသက်တော်မူပြီးလိုက်ပါပို့ဆောင်သူနတ်အပေါင်းဟာလက်ရဘက်ဆွေဆောင်ထက်မှ၎င်းမြမပေါင်းဟာလက်ဝဲဘက်ငွေဆောင်ထက်မှ၎င်းလိုက်ပါပို့ဆောင်ဆင်းသက်လာကြတယ်မာတလိနတ်သားကဖះရှင်ရဲ့အနီးဝဲဘက်တော်မှာခါစားလိုက်ပါပြီးပြင်စသင်္ခနတ်သားဟာဆောင်းဒီပူဇော်ရင်းလိုက်ပါပို့ဆောင်လေတယ် ကြားမင်းကဘုရားရှင်ရဲ့နောက်တော်မှထီးတော်မိုးလေးရဲ့လိုက်ပါလာပြီးသူ့ယာမနှစ်သားကရက်ခတ်လေးလိုက်ပါပို့ဆောင်နေတယ်။သင်္ကသနဂိုပြည်သူပြည်သားတို့လည်းမင်းရှုတစောင်းအလင်းရောင်တို့ထုံးကြီးပူဇော်လေးရဲ့ဘုရားရှင်ကိုပူဇော်ကြည်ညိုကြလေ။အဲ့ဒီအစင်လာကိုယူကယနေ့အထိဗုဒ္ဓဘာသာဝင်တို့ဟာသတင်းကျုပ်ကာလမှာစီမီတို့ထုံးလေးရဲ့ဘုရားရှင်ကိုမင်းရှုတစောင်း အလင်းရောင်တို့နဲ့မြစ်မိုးပွဲပြုလုပ်ပူဇော်ကြပြီးတရင်တို့မိထုံးပွဲတော်ကျင်းပကြခြင်းဖြစ်ပါလေဘုရားရှင်ဟာတတ်တော်42နှစ်အရွယ်မှာအဘိဓမ္မာတရားတော်ကိုနတ်မြမာတို့အားဟောကြားရာမှာအကျယ်နည်းနဲ့ဟောကြားခဲ့တာဖြစ်ပြီးလူပြည်ပြန်ရောက်တဲ့အခါဆန်တကူတော်မှာလက်ရရဲ့အခသာဝကရှင်သာရိပုတ္တရာကိုအကျဉ်းနည်းနဲ့ဟောကြားလေတယ်တခါ ရှင်သာရိပုတ္တရာကယဟန်900တော်အဘိဓမ္မာတရားတော်ကိုပြန်လည်ဟောကြားရမှာတော့မကျင်းမကျဲအလယ်အလတ်နည်းဖြင့်ဟောကြားခဲ့လေပဲဒီနေ့ဗုဒ္ဓဘာသာဝင်ဤအဘိဓမ္မာတရားတော်ကို နာကြားသင်ယူခွင့်ရနေတာဟာ ရှင်သာရိပုတ္တရာရဲ့ကျေးဇူးတော်ကြောင့်ပါပဲအဲ့ဒီလိုဖျားရှင်အဘိဓမ္မာတရားတော်ကိုဟောကြားပြီးဆုံးတဲ့တရင်ကျိုလာပြီနေအားအဘိဓမ္မာအခါတော်နှစ်ဖြစ်ဗုဒ္ဓဘာသာဝင်တို့ အထုအမြတ်သားကမြေမုံမီပွဲတော်ဆင်ရင်ကျင်းပလိရှိကြပါတယ်။